ကျွန်တော်တို့လူတွေကတနည်းမဟုတ်တနည်းနဲ့ကျွန်တော်တို့ငွေတွေပတ်သက်တွေကိုရှာဖွေကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီဗီဒီယိုမှာငွေရှာနည်း၄မျိုးအကြောင်းကိုကျွန်တော်မျှဝေပေးရှင်းပါတယ်အာလူတွေကဒီနီးလေးခုတွေကတနည်းမဟုတ်တနည်းနဲ့ငွေရှာကြရပေါ့နော်နံပါတ်1ကတော့ကျွန်တော်တို့က employee နှစ်က self employee သုံးက business owner လေးကတော့ investor ပေါ့ ဆိုတော့ဘယ်နီလန်းနဲ့ပဲငွေရှာငွေရှာဘယ်ဟာပို့ပြီးတော့အောင်မြင်နေဆိုတာတော့မရှိဘူးအဓိကကိုရှာတဲ့နီလန်းပုံမှာမူတည်ပြီးကိုကနေ့စဉ်ကိုယ့်ရဲ့ daily life မှာပျော်ရွှင်နေခြင်းနဲ့တည်းဆိုရင်ဒါအောင်မြင်ပါပဲကျွန်တော်နံပါတ်၁ကနေစပြီးတော့ပြောပြပေးပါမယ် employee ဆိုတော့ရှင်းတယ်ကျွန်တော်ဝန်ထမ်းပေါ့ဝန်ထမ်းဆိုတာကိုကကျွမ်းကျင်တဲ့အရာတစ်ခုခုရှိတယ်ကိုမှာ skill set တစ်ခုခုရှိတယ်ကိုမှာ career တစ်ခုခုရှိတယ်အတတ်ပညာတစ်ခုခုရှိတယ်ဥပမာကိုက sales လားကိုက marketing လားကိုက IT ပညာရှင်လားဆိုတော့အဲ့ဒီပညာရပ်ကိုအသုံးပြုပြီးတော့ကျွန်တော် company တစ်ခုခုမှာအချိန်နဲ့လဲလှယ်ပြီးတော့ကိုယ့်ရဲ့ပညာကိုရောင်းပြီးတော့လာစဉ်ငွေရှာတာပဲကောင်းကျိုးဆိုးကျိုးရှိတယ်ဒီ၄ခု ုံမှာကောင်းကျိုးဆိုးကျိုးရှိတယ်။အဲ့တော့ employee တွေကဘာကောင်းလဲဆိုတော့ကျွန်တော်တို့ risk ယူစရာမလိုဒီ company တိုးတက်တာအောင်မြင်တာကိုယ်နဲ့မဆိုင်ကြာရှုံးတာလည်းကိုယ်နဲ့မဆိုင်ဒီ company ကြာရှုံးရင်ကိုယ်ကနောက်ထပ် company ကိုပြောင်းပြီးတော့အလုပ်လုပ်ရုံကိုယ်မှာကျွမ်းကျင်တဲ့အတတ်ပညာတစ်ခုရှိတယ်။အဲဒါကတော့အားသာချက်ပေါ့ကိုယ်မှာ skill ရှိတယ်လို့ကိုတော်ရင်တော်လို့ ိုကဝင်ငွေလာစာတတ်မှတ်ထားတဲ့ amount တစ်ခုကိုတိတိကျကျကျွန်တော်တို့ရရှိတယ်เนาะဒါတွေရှိတယ်ဆိုတော့စိုးရိမ်ပူပန်စရာမလိုဘူးဒါကုန်လို့ရှိရင်တတ်မှတ်ထားတဲ့ amount တစ်ခုကိုကုမ္ပဏီကရှုံးသည်ဖြစ်စေညက်သည်ဖြစ်စေကျွန်တော်တို့ရရှိမှာသိကြတယ်ဒါတော့ employee ပေါ့ပြီးရင်တစ်ဆင့်နဲ့တစ်ဆင့်တိုးတက်အောင်ပေါ့เนาะအဲကိုက junior level ဆိုရင်เนาะကိုက senior level ရအောင် senior level ကနေ manager level ရအောင် manager ကနေ pod ရအောင်လုပ်ပြီးတော့ချမ်းသာသွားတဲ့ employee တွေအများကြီးပဲရှိတယ်ဆိုတော့ ဝန်ထမ်းဘွားမှာလည်းဒါတိုးတက်အောင်မြင်အောင်လုပ်လို့ရနေလန့်နေအများကြီးရှိတယ်။အဲနံပါတ်2ကတော့ရှင်းတယ် self employed ရဲ့ self employed ဆိုတာတနည်းအားဖြင့်ပြောရင်ကိုယ်ပိုင်လုပ်ငန်းလေးလို့ပြောလို့ရတယ်။အဲဥမာဘာနဲ့တူလဲဆိုကိုကဆရာဝင်ဆရာဝင်တို့ engineer တို့ရှေ့နေတို့ဒါကိုယ်ပိုင်လုပ်လို့ဆိုတော့ကိုကအိမ်မှာဈေးကန်းဖွင့်တယ်ဒါ self employed ပဲ။ကိုကဈေးကန်းဖွင့်တယ်ကိုဈေးကူတယ်ပေါ့နော်။ကိုဈေးအကူပေါ့နော်ဈေးပေးမဲ့သူ next day ပိုင်းလည်းခေါ်ထားမယ်။ဒါမဲ့ပြဿနာ self employed ဒီကိုလုပ်တလောက်လုပ်နိုင်လောက်ရမယ်။လာစားတတ်မှတ်မှတ်တော့မရှိဘူး။ကိုလုပ်ငန်းကောင်းရင်ကောင်းလို့ရမယ်။မကောင်းရင်မကောင်းလို့မရဘူး။ self employed ဆိုတာရှင်းတယ်ကိုပိုင်အလုပ်ပဲ။ဒါမဲ့ကိုဝင်ပါနေ မှအဲ့ဒီနေ့အတွက်အလုတ်ကကောင်းကောင်းမွန်မွန် run လုပ်ရမယ်ကိုဝင်ပါနေမှဒီလုပ်ငန်းပတ်စံရမယ်ဆိုအဲ့ဒါခင်ဗျား self employed ပဲနံပါတ်3ကတော့ business owner business owner ဆိုတာရှင်းတယ်ရှင်းရှင်းလေးပဲသူလည်းပဲကိုပိုင်စီးပွားရေးလုပ်ငန်းရှင်လို့ပြောလို့ရတယ်ဒါပေမဲ့ self employed နဲ့မတူတာ business owner သည်ကိုပါဝင်ပတ်သက်စရာကိုအိမ်မှာနေနေလည်းပတ်စံရတယ်ကိုအတွက်လုပ်လုပ်ပေးနေတဲ့နံပါတ်1 employee ဆိုတဲ့ဝန်ထမ်းတွေရှိတယ်စီမံခန့်ခွဲရတဲ့သူတွေရှိတယ် manager တွေရှိတယ် department head တွေရှိတယ်နော် BOD ရှိတယ်ကိုကချောင်းတာကိုသွားနေလဲပတ်သက်ကဝင်နေမှာကိုကနိုင်ငံခြားကိုသွားနေလဲပတ်စံကဝင်နေမှာဆိုလိုချင်တာကိုမပါဘဲနဲ့လေပတ်နိုင်တဲ့ လုပ်ငန်းတစ်ခုကိုတည်ဆောက်ထားနိုင်တဲ့သူ business owner လို့ခေါ်တယ်အဲ့တော့ကိုယ်ပိုင်လုပ်ငန်းလုပ်တိုင်း business owner မဖြစ်ဘူးခုနကလို self employed တမားတွေရှိတယ်ကိုယ်လုပ်မှရတယ်ကိုယ်မလုပ်ဘူးဆိုရင်ဒီဟာကအလုံးမဖြစ်တော့ပတ်စံမရတော့ business owner သည်လုပ်ငန်းထဲမှာ system တွေ process တွေ procedure တွေရှိတယ်ဒါစီးပွားရေးလုပ်ငန်းလုပ်တဲ့သူတိုင်းရဲ့ဒါအိမ်မက်ပဲသူ self employed ရနေစတယ်နော်ဒါပေမဲ့ business owner သည်ရောက်သွားတဲ့သူရှိတယ် business owner သည်မရောက်တဲ့သူတွေလည်းအများကြီးပဲရှိတယ်ကိုယ်ပိုင်လုပ်ငန်းကတော့ကိုယ်ကိုယ်တိုင်နဲ့စခဲ့တာပဲခင်ဗျားငွေချေးရင်းနှီးတက်နိုင်သည်ဖြစ်စေမတက်နိုင်သည်ဖြစ်စေ self employed လုပ်တယ်ဒါကိုယ်ကိုယ်တိုင်စပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဒါပေမဲ့စေစုနဲ့တစုနှစ် စုကြတဲ့အထိ self employee ဘဝမှာပဲရှိနေတဲ့လူတွေအများကြီးပဲရှိ business owner ကိုပြောင်းနိုင်ဖို့အတွက် process တွေ system တွေ procedure တွေလိုတယ်အဲ့ဒီဟာတွေတည်ဆောက်ဖို့အတွက်ကလည်းကျွန်တော်တို့ငွေကြေးလိုအပ်ချက်တွေရှိတယ်ဆိုတော့ငွေကြေးနဲ့တည်ဆောက်မှ system ဆိုတာတည်ဆောက်လို့ရ system ဆိုတာငွေမပါဘဲနဲ့လည်းတည်ဆောက်လို့မရဘူးเนาะဒါကျွန်တော် business concentration တိုင်းမှာလည်းကျွန်တော် client တွေကျွန်တော်အများအားပြောတယ်ဟောကိုမပါဘဲနဲ့လည်းပတ်ချင်တယ်တဲ့ကျွန်တော်တို့လုံမျိုးပေါ့နော်ကိုကိုတိုင်း day to day operation မှာပါစရာမလိုဘူးတွက်နေသူ run ပါတယ်ဆိုလို့ရှိရင်ဒါ system ချဖို့လိုတယ်လို့ကျွန်တော်ပြောတယ် system ချချင်တယ်ဒါပေမဲ့ system ချချင်ငွေသုံးဖို့လိုတယ်ပေါ့နော်ဒါလည်းရှိမှကျွန်တော်ပြောထားပြီးပါပြီเนาะတင်ပေးပါလိမ့်မယ် video တွေဒါတော့ ော့နံပါတ်3ပေါ့ business owner ဒါဖြစ်သွားတယ်ပေါ့နော်နံပါတ်4ကတော့ investor ပေါ့ investor ဆိုတာယင်းနှိမ့်မြုံနယ်တဲ့သူပေါ့နော်ယင်းနှိမ့်မြုံနယ်တဲ့ဆိုတာလည်း risk တစ်ခုတော့ရှိတယ်ကိုယင်းနှိမ့်မြုံနယ်လိုက်တဲ့ business က failure အခြေအနေဖြစ်နိုင် calculated risk တွေယူရတယ် calculated risk ဆိုတာကတော့ risk တော့ risk ပဲစွန့်စားတာပေါ့ risk ဆိုတာစွန့်စားတာဒါပေမဲ့ stock ချက်ပြီးမှစွန့်စားတဲ့ဟာမျိုးကို calculated risk လို့ခေါ်တယ်ကိုလုံးလိုက်တဲ့ stock share တို့ boom တို့နော် shareholder အနေနဲ့ဝယ်ထားတယ်နော် trading တွေလုပ်တယ်နော်ကုမ္ပဏီတွေမှာယင်းနှိမ့်မြုံနယ်တယ်ကိုယင်းနှိမ့်မြုံနယ်လိုက်တဲ့ကုမ္ပဏီရဲ့ background တွေ history တွေ reputation တွေအကုန်သိခါတာတွေကိုကြည့်ရတယ်ဆိုတော့ကြည့်ပြီးတဲ့အခါမှာယင်းနှိမ့်မြုံ နေတာပေါ့နော်ဆိုတော့ तू ကငွေရနေငွေကိုပြန်ရှာပေးတာဆိုတော့ငွေရနေငွေကိုရှာတယ်ကိုစီမှာအဲတိန်1000ရှိတယ်ဆိုတော့ဒါကိုယင်းနှိမ့်မြုံနေလိုက်တယ်ကိုကအိမ်မှာအိတ်နေရောကိုယင်းနှိမ့်မြုံနေလိုက်တဲ့ကုမ္ပဏီကအကျိုးကျေးဇူးအမြတ်ရတယ်ဆိုတော့ကိုကရပြောချင်တာငွေရနေငွေကိုရှာပေးတာဟုတ်ကျွန်တော် investor လို့ခေါ်လူတိုင်းကဒီ business owner လို့ investor ဆိုရင်တော့သဘောကျမှာဖြစ်ချင်ပါပဲเนาะဒါပေမဲ့ အာဒီဘွားကြီးကလည်းအရန်လွယ်ကူရုပ်ရှင်းမနေဘူးเนาะအရန်တာယာမနေဘူးဆိုတော့ဒီလိုလို့ရတယ်။ဘာလို့လဲဆိုတော့လက်ရှိကျွန်တော်တို့ကိုယ်တိုင်ဒီနေရာကိုရောက်နေတော့ကျွန်တော်တို့သိအာအရာအလုံးကကောင်းကျိုးဆိုးကျိုးရှိတယ်။ဒီလေးနီးနဲ့ငွေချရတဲ့ခါမှာဘယ်ဟာကောင်းနေဘယ်ဟာအောင်နေလဲဆိုတော့ကျွန်တော်တို့မရှိဘူး။ကျွန်တော်ငငယ်တော့လည်းဒီလိုပဲတွေးတာဘစ်စနက်အုံးသားဆိုတာအရန်ကောင်းနေအာစီးပွားရေးလုပ်ငန်းရှိရင်ကျွန်တော်ကုန်လည်းရှိတယ်။ဒါပတ်ဆက်လည်းရှိတယ်เนาะဝန်ထမ်းတွေကပတ်ဆက်ရှာပြီ။ဆိုတော့ပြောတော့မလွယ်ကူပါဘူး။ပြောတော့မလွယ်ကူ။ပြောတော့လွယ်လို့ရှိရင်အကုန်လုံးကဒီနေရာရောက်နေမှာပေါ့။ခက်လွန်အားကြီးလို့ခဲလွန်အားကြီးလို့ဒါဒီနေရာမှာလူတွေရှာနေတာဖြစ်ပါတယ်เนาะ။ကျွန်တော်တို့စာတင်တဲ့ခါမှာတင်တဲ့ခါမှာပြောပြတဲ့ခါမှာလူတိုင်းကတော့ဟာ business owner ဖြစ်ချင်တယ် ဲ investor ဖြစ်ချင်တယ်ပဲပြောတာပဲเนาะဘယ်သူမှ employee ဒါမဖြစ်ချင်ဘူးเนาะ self employee လည်းမဖြစ်ချင်ဘူးပြောကြတာပဲတကယ်တော့ဒါမှားတယ်เนาะကိုကကိုပျော်ရွှင်တဲ့နေရာအကောင်ဆုံးပဲကျွန်တော်တို့လက်ရှိမှာ business owner အနေနဲ့နေတယ် investor အနေနဲ့နေတယ်တင်းထောင်ချီတောင်းချီပြီးတော့ကျွန်တော်တို့ covid နဲ့ political မှာဆုံးရှုံးကာလကြပြန်တွေးတယ်ဟာငါ professional employee เนาะကျွန်တော်အခုပြောတဲ့၄ဆင့်မှာ member 1ဖြစ်တဲ့ professional employee ပဲဖြစ်ချင်တော့အသိန်း90တရားကျွန်တော်တို့ level မှာဆိုကျွန်တော်တို့လစာရတယ်เนาะဒါနောက်ဆုံးရလစာဆိုလဲဒေါ်လာ6000ရခဲ့တာအခုချိန်မှာတစ်ခါလေးပြန်တွေးချင်ဟာငါ professional employee ပဲပြန်ဖြစ်ချင်တယ်လို့ အတွေးမိတဲ့အချိန်တွေအများကြီးရှိတယ်ဒါပေမဲ့ရည်ရွယ်ချက်ကတော့ business owner လုပ်မယ် investor လုပ်မယ်ဆိုလုပ်ခဲ့တယ်ရောက်လဲရောက်ခဲ့တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့အတွေ့အကြုံတွေကိုအခုလို video လေး video လေးတွေလုပ်ပြီးတော့ဒါကျွန်တော် share ပေးတာဖြစ်ပါတယ်ဆိုတော့ငွေရှာနည်း၄နည်းမှာဘယ်ဟာကြီးကတော့ကြီးကျယ်ခမ်းနားအောင်မြင်လဲဆိုတာကျွန်တော်မရှိဘူး employee မှာပျော်တယ်ကိုဝါနာပါတဲ့အရာလေးကိုလုပ်ရတယ်လားစဉ်ငွေငွေထားပါတော့၄၅သိန်းရတယ်၃၀ရတယ်ပျော်နေဆိုရင်ဒါလည်းအရင်ပျော်ဖို့ကောင်းဒါတေချာတဲ့ငွေငွေ amount တစ်ခုပေါ့နော်ဒါရဆိုတော့ကျွန်တော်ပြောချင်တာဒီဒီ video မှာဒါ detail ပဲကျွန်တော်ပြောလိုက်တာဒါတော့ပါပဲဆိုတော့ကျွန်တော်အခု video တွေကိုကျွန်တော်ရဲ့ဖြစ်ရတာ YouTube channel မှာလည်းတင်ပေးပါတယ်တရားစောပြီးတော့ဆိုတော့ကျွန်တော်ပြောက YouTube channel ကိုလည်း subscribe လုပ်ထားလို့ရတယ်အစ်တတင်တဲ့ဗီဒီယိုတွေကြည့်ကျင်နေဆိုရင်လည်းဒေနာ notification bell လေးကိုဝင်ထားလို့ရပါတယ်ဆိုတော့ဒီဗီဒီယိုကိုကြိုက်နေတဲ့တည်းဆိုရင်တခြားလူတွေကြိုးရှိတောင်းလို့ like share comment လေးလုပ်ပေးလို့ရပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်းဆုံတွေ့ပါမယ်တာသောနေလေးဖြစ်ပါသေးတယ်ကျေးဇူးတင်ပါတယ်ဟုတ်က subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဗီဒီယို